မင်္ဂလာပါဒီနေ့ဦးစင်းနဲ့အတူတိုးတိုင်းကြီးဒိုင်းပုစုဘုရားရုပ်ပွားတော်ကိုဖူးကြရအောင်တိုးတိုင်းကြီးဒိုင်းပုစုဘုရားရုပ်ပွားတော်သည် နာရမြို့တိုးတိုင်းကြီးဖျားကျောင်းအတွင်းမှာကိန်းဝတ်ဆံပယ်တော်မူပါတယ်ကဗတ်အကြီးဆုံးကျေးသွန်းရုပ်ပွားတော်ကြီးဖြစ်ပါတယ်ရုပ်ပွားတော်ကြီးကို943ခုနှစ်ကဂျပန်ဧကရာရှိုးမှုသည် ကြေးရွှေတို့ကို ရောဆန်ပြီးတီထားကိုးကွယ်ကြတာဖြစ်ပါတယ်။ရုပ်ပွားတော်ကြီးရဲ့အမြင့်ဘေးမှာ49ဘေးနှစ်လက်မှာရှိတယ်လို့သိရပါတယ်။မကြာသေးခင်ကရုပ်ပွားတော်ကြီးကို နောက်ဆုံးပေါ်နိပညာရောင်ကြီးနဲ့ကြည့်တဲ့အခါမှာရုပ်ပွားတော်ကြီးတဲ့တွင် ကြောက်မြေရတနာများမှန်စများ ရှီအောင်ပစ္စည်းများကိုတွေ့ရတယ်လို့ဆိုကြပါတယ်။ ဂျပန်လူမျိုးတို့၏အယူအဆအရာတိုးတိုင်းကြည့်ဒိုင်းဘုဆုဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြင်ရင်ညံအလင်းများရာပြီးလူအင်စန္ဒများပြိဝတယ်လို့ဆိုကြပါတယ်ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့သည်တိုးတိုင်းကြည့်ဒိုင်းဘုဆုဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြင်ရသောကုသိုလ်ကြောင့်ဘေးရန်အပေါင်းကင်းဝေးပြီးကောင်းသောလူအင်စန္ဒများပြည့်စုံကြပါစေဂျပန်ကိုလာလိုသူများလည်း အမြန်ဆုံးလာနိုင်ကြပါစေ။